အားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘာလ31ရက်31ရက်ဆိုတော့ကျွန်တော်တို့2025မှာတော့နော်နှစ်လပဲကျွန်တော်လည်းဒူဝင်ဘာလရဲ့ဒီဇင်ဘာလရဲ့ဆိုတော့နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာဆိုလို့ရှိရင်နော်တကယ်အကြီးအကျယ်အပြောင်းလဲတွေဘယ်လိုဖြစ်လာမလဲဒီဇင်ဘာလမှာလားကျွန်တော်တို့နိုဝင်ဘာလမှာလားဆိုတော့ကျွန်တော်တို့ နော်တော်တော်ကိုဂရုစိုက်မဲ့အချိန်ကိုရောက်လာပြီနော်အချိန်ကိုရောက်လာပြီဘာဖြစ်လဲလဲဆိုတော့ဒီ you cop ွေကိုတနိုင်ငံလုံးကနေပြီးတော့ဆန့်ကျင်တာဖြစ်တယ်တော်လည်းရတပ်ဖွဲ့တွေကလည်းဒီ you cop ွေကိုမအောင်မြင်အောင်အတွက်သူတို့ကလုတ်ဖို့အတွက်အားလုံးနေရာတိတိမှသူတို့ထုတ်ပြန်မိတာဖြစ်တယ်ဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့တကယ်အရေးကြီးတဲ့နော်အချိန်ကာလရောက်နေပြီဆိုတော့နိုဝင်ဘာလရဲ့ဒီဇင်ဘာလရဲ့နော်တော်လည်းရအားစုတွေဖက်ကသူတို့ပြောတဲ့စကားတန်တွေကပါလဲဆိုလို့ရှိရင်ဒီဇင်ဘာလ28ရက်နေ့မှာ တပြိုင်တည်းဝင်ဖို့ဆိုတဲ့အပေါ်တွေလည်းကျွန်တော်တို့သိရတယ်နော်သိရတယ်ဒီဒေါ်လာရဲ့ဖွဲ့တဲ့တကယ်ဒီ MOD အောက်မှာမရှိတဲ့ဒီဒေါ်လာရဲ့ဖွဲ့တဲ့တပ်ပေါင်းစုတွေတို့ရှိတယ်နော်တပ်ပေါင်းစုတွေရှိတယ်ဆိုတော့အဲ့ဒီတပ်ပေါင်းစုတွေရဲ့လှုပ်ရှားမှုဟာဆိုလို့ရှိရင်လည်းဒီချင်းဘွားကနေပေါ်လာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တတိထားမယ့်အချက်ဖြစ်တယ်ဆိုတော့အခုအဲ့ဒီမှာဒေါ်လာရဲ့ဖွဲ့တွေတောင်မကလို့ဒီဘောမတွေဖက်မှာနော်ဘောမတွေဖက်မှာလည်းတော်တော်ကိုအဲ့ဒါကိုအာရုံစိုက်နေတယ်ဘာဖြစ်ဆိုတော့ဒီနှစ်လတော်တော်ကိုရေးချင်းနေတယ်အခုနေပြီတော့မှာအလစ်အငိုက် ဝင်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့တင်းတွေကိုသူတို့ကလော်ဘီဖွင့်တယ်ကနေပြီးတော့ကြားနေတယ်ကြားနေတဲ့ခါကျတော့အခုလော်ဘီတွေကနော်သူတို့ရဲ့ page တွေမှာနော်စကားစကားနေပြီးတော့အိုက်တော့ထားတာရှိတယ်အဲ့ဒါကနေပြီးတော့မှမိုင်းတရာလောက်အကွာမှာအကုန်လုံးရှင်းလင်းရင်းတွေလုတ်လုတ်ဖို့တင့်တယ်ဆိုပြီးမှတတော်ကိုအကြံပေးတာကိုလေတွေ့ရတယ်ဘာဖြစ်လဲဆိုတော့ဒီနေပြီးတော့ကိုဝင်ချုံးမှာကိုတတော်ကြောက်တယ်သူတို့ ဆိုတော့နေပြီးတော့ကိုအလင်းငိုင်းဝင်ဆွဲမှာကိုကြောက်တဲ့အခါကျတော့အခု log တွေကလည်း on နေတယ်ဆိုတော့ကျွန်တော်တို့ဖက်ကလည်းဒီ u corporate ကိုမအောင်မြင်အောင်အတွက်လုံနိုင်ဖို့ကနောက်နေပြီးတော့ကိုကျွန်တော်တို့ဝယုံသုံးကားဖြစ်အောင်သူတို့အလုတ်ရှုပ်အောင်လုံနိုင်မှာနေပြီးတော့ကိုဝင်ဆွဲနေပြီဆိုတဲ့တည်င်းကပြန်သွားပြီဆိုလို့ရှိရင်เนาะနောက်တော့ကိုဒီ u corporate ကကမောက်ကမောက်ဖြစ်ကုန်တော့မယ်เนาะဖြစ်ကုန်တော့မယ်ဆိုတော့ဒါကတော့အဓိက point တွေဖြစ်တယ်ဒီတော်လင်းရဲ့ဖက်ကလည်းအဲ့ဒီဟာကအဓိက point ဖြစ်တယ်လို့ဒီဖက်က နောက်စကစားဖက်ကလည်းအဲ့ဒီနေ့ပြီးတော့တကယ်အရေးကြီးတဲ့အရာဖြစ်တဲ့ခါကျတော့နော်အဲ့ဒါကိုတော်တော်ကိုအာယုံဆိုင်တယ်ဒီနလတွဲမှာတော်တော်ကိုအာယုံဆိုင်ဖို့ရှိတယ်နောက်တစ်ခုကကျွန်တော်တို့အနုပညာရှင်တွေနော်အနုပညာရှင်တွေကတော့အခုတိုးတိုးပါတော့ဆိုလို့ရှိရင်တော်တော်ကိုနာမည်ကြီးသွားတာပေါ့နော်အဲ့လိုမျိုးသူဝါဒဖြစ်တဲ့ရွေးကောက်ပွဲကဝါဒဖြစ်တဲ့ဗီဒီယိုကိုရိုက်ပြီးတော့ကိုသူတို့ရဲ့နော်ဘယ်သူမှဖိအားမပါပဲသူတို့ရဲ့စိတ်ဆန္ဒကြောင့်သူတို့လုပ်တယ်လို့ပြောတယ် အခုအနုပညာရှင်တွေကိုပြည်သူလူထုတွေကဘွိုက်ခတ်လုပ်တယ်နော်ဘွိုက်ခတ်လုပ်တဲ့ခါကျတော့အခုတိုင်းမှာလာပြီးတော့ရုပ်ရှင်ပြတာရှိတယ်သူတို့တချင်းပြန်ပွေးတယ်ရှိတယ်အဲ့ဒီနခုစလုံးနော်အဲ့ဒီမြောက်ဆိုတဲ့အဲ့ဒီရုပ်ရှင်ပွဲကိုလည်းသူတို့ပြဖို့ရှိတယ်အဲ့ဒါကိုလည်းရုပ်တင်လိုက်ရတယ်ပြီးလို့ရှိရင်တော့အစိုးတစ်ခုရှိတယ်အဲ့ဒီမှာ เนาะကျွန်တော်တို့ပွဲတစ်ခုရှိတယ်အဲ့ဒါလည်းပဲအကုန်လုံးဖြတ်သိမ်းလိုက်ရတယ်ဘာဖြစ်ဆိုတော့ဒီလိုထုတ်တယ်တော်တော်ကိုဘိုက်ခေါက်လောက်တာအောင်းမြင်တယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုကြည့်ချပြကျွန်တော်တို့တွေ့နိုင်တယ်ဆိုတော့အခုတိုးတော့ပါလို့ဆိုလို့ရှိရင်လည်းတော်တော်ကိုเนาะဒီလိုထုတ်တယ်ဘိုက်ခေါက်လုခါရတယ်အဲ့ဒီအုပ်စုတွေပေါ့เนาะအဲ့ဒီအုပ်စုတွေတော်တော်ခါရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကြောင်ကြောင်တောင်မှမရိုက်နိုင်ဘူးဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကြားရတယ်ဆိုတော့ဒီနေ့ကတော့ဒီဆက်ကဆက်ကဘလို့ထုတ်ပြန်တယ်ဆိုလို့ရှိရင်ဒီကောက်ပွဲမှာပညာရှင်တွေပေါ့အလုပ်ပညာရှင်တွေတကယ်တမ်းညှင်းဆန်းမယ်ဒီရုပ်ကောက်ပွဲမှာစီယုံပွဲတွေမှာဆိုလို့ရှိရင်လိုက်ပါရမယ်ကပ်ပါလဲဆိုတော့ ဒီသူတို့ကိုကျတော့ငါလူတွေကတိတယ်လူတွေကတိတဲ့ခါကျတော့အော်အဲ့ဒီလူကိုကြိုက်တဲ့လူတယောက်ကအဲ့ဒီမှာအဲ့ဒီပါတီမှာပါဝင်သွားပြီဆိုလို့ရှိရဲ့နော်အဲ့ဒီပါတီကိုပဲထည့်ကြတယ်အတိတ်ကတော့နော်ပါတီကိုကြိုက်တာမကြိုက်တာထက်ဒါဒီလူတောင်မှဒီလိုပါငါတို့ရဲ့တကယ်စီလီတောင်မှအဲ့ဒီမှာပါဝင်နေတဲ့ခါကျတော့ငါတို့လည်းပါဝင်မယ်ဆိုတော့ပုတ်ကိုဆွေးနဲ့ပါဝင်ဖို့ရှိတယ်အဲ့ဒါကြောင့်ဒီရုပ်ကောက်ပွဲတွေမှာဆိုလို့ရှိရင်မစ္စစ်စေးရင်ပွဲတွေမှာအများအပြားစာရေးဆရာတို့ ီလို့ရှိရင်တော့ဒီအနုပညာရှင်တို့ဟာတာမင်းသားတို့အရင်တော့ဆိုဘီလူဝါလို့ပါလို့ဒီ NRD ဖက်မှတ်တော်ကိုဆွဲထားကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုလေအဲ့ဒီမှာမေးဆွေစေရင်ပွဲတွေမှာဒီအနုပညာသမားတွေမှာပါဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေကအကုန်လုံးဖမ်းမယ်ဆိုပြီးမှဒီနေ့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါရေးယူမယ်အဲ့ဒီပဲတော့အရေးယူမယ်ဆိုတဲ့ဟာကိုသုံးထားတာကိုတွေ့ရတယ်ဆိုတော့ဒါကလည်းကောင်းတယ်နော်အဲ့ဒီမှာဂျာနေဆိုတာမရှိဘူးဘေးဖက်ကိုရက်မယ်ဆိုတာအဲ့ဒီအချိန်ကဂျာမှာသူတို့တိရလိမ့်မယ်ဒီဖက်ကိုတော်လေးဖက်မှာရက်တဲ့လူတွေကတော့ဖမ်းခံရမယ် သူတို့ဘက်မှာပါတဲ့လူတွေကျတော့ message စေယုံပွဲတွေမှာသွားပြီးလုပ်ရမယ်ဆိုတော့အဲ့ဒါကကောင်းတယ်။နော်မအလကအဲ့လိုမျိုးလုပ်လိုက်တော့ကောင်းတယ်။အဲ့ဒီမှာအဖြူမဲအကုန်လုံး꿰သွားမယ်။နော်အဲ့ဒီထက်မှာပါဝင်တဲ့လူတွေကတော့သူတို့ကတော့နော်သူတို့ရဲ့ဝန်ကြီးအတွက်ပါဝင်ပါမယ်။တချို့လူတွေကျတော့စိတ်ဝင်စားမှုမရှိတဲ့ပါဝင်မှုရှိလိမ့်မယ်။ဒါပေမဲ့ဒီဘက်မှာသူတို့ဒီတော်လိုင်းရဖွင့်တဲ့သတ်မှတ်ချက်ကပါလို့ဆိုတော့ကြားနေမရှိဘူး။ငါကြားနေမရှိဘူး။နှစ်ဖက်ပဲရှိတယ်။ဘယ်နှစ်ဖက်ပဲရှိတယ်။ဟိုဖက်မှာစိမ့်ဖက်မှာရက်မလား။ ဒီဖက်မှာအနီဖက်မှာရမလားအစ်ပြတာအနီဖက်မှာပြောတာထက်တော်တော်ရဲ့ဖက်မှာရမလားနော်အဲ့ဒါကိုရွေးချယ်မယ့်အချိန်ကိုနေပြီးတော့ဆက်ခဆက်ကနေပြီးတော့ဒီနေ့ကျင်ညာလိုက်ပြီနော်ကျင်ညာလိုက်ပြီဆိုတော့အမှုပညာရှင်တွေဘာလုပ်မလဲနော်ကျွန်တော်တို့ချစ်ကြရအောင်နော်ချစ်ကြရအောင်ဘသူတွေကအစိမ်းဖက်မှာရက်နေတယ်လေအစ်ပြတာဒီစစ်တပ်ဖက်မှာရက်တယ်လေပြီးလို့ရှိရင်တော့ဘသူတွေကတော်တော်ရဲ့ဖက်မှာမမမမရက်တယ်လေဆိုတာကျွန်တော်တို့သိရလိမ့်မယ်ဒီ base ဆေးရုံပွဲတွေမှာအခုနေတို့တို့ဘာလို့ဆိုလို့ရှိရင်တော့အောင်ခိုင်တို့တို့အခုဒီဇက်ကမှာပါဝင်တဲ့လူတွေအားလုံးကတော့ ကျွန်တော်တို့ဖတ်မှရက်နေဆိုတာကိုကျွန်တော်တို့အတိအမှတ်ပြုလို့ရပြီအဲဒါကြောင့်ပြည်သူတွေကလည်းတတော်ကိုနော် point count လုပ်ထားတယ်သူတို့ကနောက်တစ်ခုက RCS စီဝေးနော် RCS စီဝေးကထုတ်ပြန်တဲ့ဟာတွေကပုံသဘောတူညီချက်၅ချက်ကိုလိုက်ရမယ်ဒါပေမဲ့မအလကအဲ့ဒီပုံသဘောတူညီချက်၅ချက်ကနော်အစီဝေးအတွက်မှဆုံးဖြတ်တာမဟုတ်ဘဲနဲ့အစီဝေးပြီးတဲ့နောက်ပိုင်းမှာဒီပုံသဘောတူညီချက်၅ချက်ကထုတ်ပြန်တာဖြစ်တယ်အဲ့ဒါကြောင့်မအလကမလိုက်ဘူးဆိုတဲ့ဟာကိုဇော်မင်းလုံးကကာကွယ်ပြီးတော့ပြောတယ်ဆိုတော့အခုကတော့ဒီအင်ဒိုနီးရှားကတော့သူကတော့ပြီးသွားပြီနော်ပြီးသွားပြီဒီ 2026မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖိလစ်ပင်းကနေပြီးတော့တောင်းယူသွားမယ်ဆိုတော့ဖိလစ်ပင်းသမ္မတလည်းထပ်တော့ပြောတယ်မြန်မာအရေးကိုအားလုံးပါဝင်ပြီးတော့ဆွေးနွေးဖို့အတွက်သူတို့နီလန်တေတွေရှာမယ်ဆိုပြီးပါနော်ပြောလိုက်တဲ့တတင်းကလည်းဒီနေ့နော်တတင်းမီဒီယာလောကမှာဆိုလို့ရှိရင်ပေါ်ပြထားတဲ့အကြောင်းအရာရေပန်းစားတဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်ဘာဖြစ်ဆိုတော့အာဆီယံဥက္ကဋ္ဌသစ်ပေါ့ဥက္ကဋ္ဌသစ်ပေါ့အဲ့ဒီနေရာကိုဒီဖိလစ်ပင်းနိုင်ငံကိုမြရခင်မှာကျွန်တော်တို့မြန်မာနိုင်ငံကတော်တော်ကိုလုပ်ချင်တယ်နော်မြန်မာနိုင်ငံကအရင်ကတခါလုပ်ခဲ့ပူတယ်ဆိုတော့အခုကတော့ဒီမလကအဲ့ဒီအာဆီယံဥက္ကဋ္ဌ နေရာမှာလုပ်ချင်တယ်နော် ASEAN အုပ်ထပ်နေရာမှာရလို့ရှိရင်သူချိန်တလို့လုပ်လို့ရတယ်အဲ့လိုမျိုးပုံစံမျိုးသူ့နိုင်ငံကိုဒါပေမဲ့ ASEAN အုပ်ထပ်ကနော်သူ့မြန်မာနိုင်ငံကိုမပေးဝင်နဲ့ကျွန်တော်တို့ဒီဖိလစ်ပိုင်ကိုဖိလစ်ပင်းကိုပေးထားတာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့အခုဖိလစ်ပင်းသမ္မတကတော့ပြောလိုက်တယ်နော်အားလုံးပါဝင်တဲ့လူတွေအားလုံးကိုတွေ့ဆုံမယ်ဆွေးနွေးမယ်နေလင်းတစ်တွေရှာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအမေရိကန်နော်အမေရိကန်မှာဆိုလို့ရှိရင်တော့ဒီပြပကလူတွေပေါ့နော်ဒီတတိယနိုင်ငံလို့ခေါ်တဲ့ ဒီဒုက္ခသည်တွေပေါ့ဒုက္ခသည်တွေဆိုလို့ရှိရင်အမေရိကကိုလာဖို့အတွက်နှစ်စဉ်နှစ်တိုင်းဒီဂျိုးဘိုင်ဒန်ခင်မှာကျတော့တသိန်း1500နော်တသိန်း1500ဆိုတော့အဲ့ဒီလူတွေကိုခေါ်တယ်နော်ဒီအမေရိကကိုလာဖို့အတွက်ဒီဒုက္ခသည်တွေကိုနော်ခေါ်လို့ခင်ပေးတယ်နော်ခေါ်လို့ခင်ပေးတယ်ဒါပေမဲ့အဲ့ဒီဟာကိုဒီတမနာထရန်တက်ပီတီနောက်ပိုင်းမှာအဲ့ဒါကိုပေးလိုက်တယ်နော်ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမအစားတွေအကုန်ဖျက်ပလိုက်တာနော်ဖျက်ပလိုက်တာဒီဒုက္ခသည်ကိုမစားတဲ့ဟာတို့ဒီဆေးတွေပါတယ်နော် ဒီလို HO ကနေပြီးတော့ကိုညီမဆက်ထားတဲ့ဟာတွေအကုန်လုံးအဲ့ဒီမဆက်တွေဖျက်တော်လိုက်တဲ့ခါကျတော့ဒုက္ခရောက်သွားတယ်ဒီဒုက္ခသစ္စာမှာရှိတဲ့လူတွေကနော်အဲ့ဒီဘီတဲ့နောက်ပိုင်းမှာလူလုံးဝမခေါ်တော့ဘူးမခေါ်ဘဲနဲ့ရက်စေးထားလိုက်တာအခုတက်တီပဲနော်အခု2026မှာလူထက်ခေါ်မယ်နော်လူထက်ခေါ်မယ်အဲ့ဒါက9500နော်9500ကိုခေါ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီလေတင်တက်လာတယ်နော်တက်လာတယ်အဲ့ဒါကအဓိကခေါ်မယ်လူတွေကတော့နော်တောင်အာဖရိကကလူဖြူတွေကိုခေါ်မယ်နေနော် တောင်အာဖရိကမှာလူဖြူတွေရှိတယ်။အဲဒီလူဖြူတွေကိုခေါ်ဖို့ရှိတယ်။ဆိုတော့အဲ့ဒီထိုင်မှာလည်းတခြားနိုင်ငံကလူတွေကလည်းနေ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 ပါမှာပေါ့နော်ပါမှာပေါ့။အဲ့ဒီပြရတော့2026မှာအမေရိကမှာပြန်ပြီးတော့ဒုက္ခတွေကိုလက်ခံမယ်။9500နော်9500လက်ခံမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြားရတယ်။အဲ့ဒီလာမယ်လို့တာဆူတဲ့လူတွေကဆိုလို့ရှိရင်2026မှာပဲနော်ကျွန်တော်တို့လာဖို့ဖြစ်လိမ့်မယ်ဆိုတဲ့ဟာကိုတော့ဒါကတော့နော်တချို့လူတွေအတွက်တော့တည်ငောင်းပါပဲ။တော့လာဖို့တာဆူတင်တဲ့လူတွေ တချို့လူတွေအင်တာဗျူးထားတဲ့လူတွေတချို့လူတွေဆိုလို့ရှိရင်လေဟင်ပွဲမှာရောက်တဲ့လူတွေအဲအဲ့ဒီလူတွေကတော့ဆက်ပြီးတော့ပါလာမှာပေါ့နော်ပါလာမှာပေါ့ဆိုတော့အဲ့ဒါကတော့စုစုပေါင်းတော့ခတ်တဲ့အရင်တွက်တော့9500ခေါ်မယ်2026မှာနောက်တစ်ခုကမလာရဲ့ယူကော့ပွဲမှာဆိုလို့ချင်းဆိုမီဒေါ်လာရေကောင်းဆောင်တွေတချို့ကနေပြီးတော့ဒီယူကော့ပွဲမှာဝင်ပြိုင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ဆိုမီအဲ့ဒါတော့ချင်းချင်းတို့ထဲမှာလည်း မာလာနဲ့နော်ပေါင်းလိုက်လို့ရှိတယ်ဆိုတာကိုဒီနေရာမှာကျွန်တော်တို့တွေ့ရလိမ့်မယ်။ချင်းပြင်းနေအများစုကိုနော်ချင်းတော်တိုင်းတက်ဖို့တွေကနေပြီးတော့တင်ပိုက်ထားတယ်။ဒါပေမဲ့အခုဒီထက်မှတစ်ခါကျွန်တော်တို့ကြားတာကအခု Zoom နော် Zoom လက်နဲ့ခံပဲပေါ့ဒီပြန်တော့တော်လိုင်းရောက်ဖွင့်တယ်။အဲဒါတော်လိုင်းရောက်ဖွင့်လို့ပြောတဲ့အခါမှာမာလာကိုတော်လိုင်းတော့မဟုတ်ဘူးဘာလို့တော်လိုင်းတော့မသိဘူး။လက်နဲ့ကိုကင်ပြီးတော့သူတို့ကခွန်တွေကောက်တယ်ပါတယ်ညာတယ်စီပွက်လုဆားလို့ကောက်တယ်လေလက်နဲ့ရှိပြီဆိုရင်စီပွက်လုဆားလို့ကောက်မယ်။ဘာဖြစ်လို့လဲလူတွေကလက်နဲ့ကိုကြောက်ကြတယ်လေ။ဘာမှမစင်ဆိုင်မနဲ့တေးမှာကိုချောက်တော့လူတွေက ဆိုတော့သူတို့တောင်းသမျှကိုပေးရတယ်သူတို့ပြောသမျှကိုနားထောင်ရတယ်နားမထောင်ဘူးဆိုလို့ရှိရင်အရေးယူခံရမယ်ကျွန်တော်တို့ရှင်းလင်းခံရမယ်အဲ့ဒါကြောင့်ဒီလူတွေကတော်တော်ကိုလက်ထက်ခိုင်တာကိုပျော်နေကြတယ်ဆိုတော့အခုတော်လည်းတက်ဖွဲ့လို့တာပြောတာမလာကိုတော်လည်းတော့မဟုတ်ဘူးတော့ဘာကိုတော်လည်းတော့မသိဘူးနော်အခုမလာရဲ့ရုပ်ကောက်ပွင့်မှာနေပြီးတော့ပြန်ပြီးတော့ရုပ်ကောက်ပွင့်မှာသူတို့တဝင်းရှင်းပြိုင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်ဆိုတော့ ဒီကြောင့်ပုဖက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာ ARB ဖက်မှာเนาะအဲ့ဒီဖက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာမကွေးဖက်မှာဆိုလို့ရှိရင်လည်းနဲ့ရက်ကအဲ့ဒီဖက်မှာနောက်တစ်ခုက capacitor 6 6အဲ့ဒီနေရာတွေမှာလည်းเนาะတိုက်ပွဲတွေအခြေခြေဖြစ်နေတယ်ဒီ capacitor နဲ့တော်တော်ကိုနီးနေတယ်ဆိုတော့ဒီ capacitor ကိုထိန်းလို့ရလောက်ကတော့เนาะအဲ့ဒီရန်ချက်တာရန်ထုတ်လို့မဟုတ်ပြန်ဆိုလို့ရှိရင်တော်တော်ကိုပြတ်တော့သွားမယ်ဆိုတဲ့ဟာကိုလေဒေါ်လာရဖွေးတွေခံမှန်းထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့เนาะ ောက်တိုဘာလစနေတရက်နေ့မှာတတိမီဒီယာနေ့မှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ